American လွှတ်တော်အမတ်တွေမြန်မာဒီမိုကရေစီရေထောက်ခံကြောင်းဥတွဲကြညာချက်တစောင်ထုတ်ပြန်လိုက်ပါတယ်ဒီကနေ့နိုဝင်ဘာ16ရက်နေ့က American Outlook တော်မှာပြုလုပ်ခဲ့တဲ့မြမအရေးကြားနာပွဲအပြီးမှာအမတ်တွေဖြစ်ကြတဲ့ Amibira, Yamkin, အပါအဝင် အမတ်၄ဦးကမြမဒီမိုကရေစီအရေးကိုထောက်ခံကြောင်းဥတွဲကြညာချက်တစောင်ကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတင်ညာချက်တည်းမှာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုအမေရိကန်အစိုးရကလက်မခံဘူးနဲ့ရှုတ်ချဖို့လွှတ်တော်အမတ်တွေကတောင်းဆိုခဲ့ပါတယ်။ဒါအပြင်မြန်မာပြည်သူတွေရဲ့လွတ်လပ်ခွင့်နဲ့ဒီမိုကရေစီရရှိရေးတပ်ပွဲဝင်မှုတွေကိုပါတီဆွဲမရှိဘဲလွှတ်တော်တရက်လုံးကအားကောင်းတဲ့ထောက်ခံမှုပေးကြောင်းဖော်ပြထားပါတယ်။ဒီတင်ညာချက်ဟာမြမအရေးကိုမဟာဗျူဟာအစ်စ်နဲ့ချင်းကပ်ဖို့အမေရိကန်လွှတ်တော်ကနေတွန်းအားပေးမှုတစ်ရက်လည်းဖြစ်ပါတယ်။ ဒါပြင်လွှတ်တော်အမတ်တွေကအမေရိကန်အစိုးရအနေနဲ့မြမအကြက်အတဲကိုအမေရိကန်ကထိတွေ့ကင်တွေဖြည့်ရှင်းရမှာပုံမထိရောက်စေမဲ့အထူးကိုယ်စားလှယ်တူခန့်ထားဖို့ကိုလည်းတမရတော်နဲ့ထရန့်ရဲ့အစိုးရကိုတိုက်တွန်းခဲ့ပါတယ်။ဒီပူးတွဲထုတ်ပြန်ချက်ဟာအမေရိကန်နိုင်ငံရေးပါတီနှစ်ရဲ့စလုံးဖြစ်တဲ့ Republican နဲ့ Democrat မှလွှတ်တော်ကိုယ်စားလှယ်တွေပူးပေါင်းထုတ်ပြန်ထားတာကြောင့်မြမအရေးကိုနိုင်ငံရေးအမြင်မတူတဲ့ကြားကပဲအလေးထားထောက်ခံနေကြောင်းပြသနေတာလည်းဖြစ်ပါတယ်။ ဒါကိုကြည့်ချင်းအဖြစ်ပြည်တွင်းဒီမိုကရေစီအင်အားစုတွေအကြားနိုင်ငံတကာရဲ့ပံ့ပိုးမှုအရှိအဟုန်ဆက်လက်ရှိနေမယ်ဆိုတာမျှော်လင့်စရာလည်းဖြစ်နေပါတယ်။